အမေရိကန်ပြည်ထောင်စုမှာကြီးပြင်းခဲ့ကြသူတွေပါအမိတိုင်းပြည်မှာတက်မြောက်ထားတဲ့ရုပ်ရှင်တက်ပညာနဲ့နိုင်ငံတကာကိုယဉ်ပေါင်တန်းဖို့အားခဲထားပေမဲ့စိန်ခေါ်မှုတွေအခက်အခဲတွေကိုရင်ဆိုင်ဖြတ်ကျော်နေရသေးပါနယူးယောက်မြို့မှာဒီဂျစ်တယ်ရုပ်ရှင်ပညာသင်ယူခဲ့တဲ့ခရစ်စတီနာခီကအာရှတိုက်သားတစ်ယောက်ဖြစ်အင်ဒရီကြီးကြီးနဲ့ငင်းငင်းကုတ်ကုတ်လေးနေတတ်လို့လူဝင်မဆန့်ခဲ့ပေမဲ့စ조사ပြင်းထန်လို့သူ့ကိုလက်ခံပေးခဲ့တဲ့အနေအထားကိုရောက်ခဲ့ရတယ်လို့ဆိုပါတယ်။အမေရိကန်မှာပညာသင်ယူခြင်း ရုပ်ရှင်ရိုက်ကူးချိန်မှာပံပိုးကူညီမှုတွေနဲ့ပြည်တွင်းမှာရုပ်ရှင်ကဖန်တီးတဲ့အခါကြုံရတဲ့စိတ်နှောက်ယှက်ဖြစ်စရာတွေကိုလည်းကမာရွတ်မီဒီယာကိုတီးတန့်ရှင်းပြခဲ့ပါတယ်။ကျောင်းတက်တုန်းကဆိုလို့ရှိရင်ကျောင်း project ကလေးကိုတောင်မှဟိုဘက်မှာပါမစ်ထုတ်ပေးတယ်ပါမစ်ထုတ်ပြီးတော့ဆာရွက်ကလေးထုတ်ပေးလိုက်တာနဲ့ရုပ်ရှင်ရိုက်ခွင့်လုပ်ပေးလိုက်တာမဟုတ်ဘူး။အဲ့ပါမစ်ကလေးကိုမအားတော့မေယာ office မှာတတ်တယ်။တတ်တယ်လို့ရှင်မေယာ office ကတိတိကျကျမေယာ တို့ကဘလို့ရိုက်ချင်တာလဲဘာလို့ချင်တာလဲပထမတော့ကဆိုမတော်ကကြတော့ကြောက်တောင်ကြောက်တယ်ဘာတွေမိမှန်းမသိဘူးပေါ့နော်အတိအတိကြရဟာအကုန်ဖြည့်ခိုင်းမဟုတ်သူတို့က support လုပ်ပေးချင်တာမြို့လေကောင်းမှာမဒါထိုးစင်းရိုက်ချင် ခဲချင်းသူတော့မေးရဒါအတိဒါကအစ်စ်ကိုတုံးမလားတချို့ခန်းနေအစ်စ်တုံးမဲ့တချို့ခန်းနေအတုလုံးမဲ့ပေါ့နော်ဆိုလို့ရှိရင်သွေးထွက်မလားအကုန်တိကြမေးမေးပြီးမားတို့ဘာလို့အထိမေးလဲဆိုလို့စိတ်ယုံကထားပေးရမလားပြီးရဲရစိတ်နဲ့မော်လာဆောင်နေတက်တည်နေနဲ့လာဆောင်နေမတော်တဆဒါနဲ့တခုခုဖြစ်သွားမှာဆိုလို့အကြောင်း project တောင်ဒီလိုမျိုးလေးရိုက်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီနိုင်ငံကိုရောက်လာတဲ့အချိန်ကျတော့အမသုံးတဲ့ location နဲ့အကုန်လုံးက ဟိုဟာစီကားတဲ့နေရာတွေအကြီးပဲဖြစ်နေ။အမရိုက်တော့မယ်ဆိုပြီးတော့အမတို့သူတို့ကိုပတ်စံသွားသွင်းနေ။အမတို့ရိုက်ကူးပင်ပေးလိုက်တယ်။အမတို့အထဲရောက်သွားတယ်။ဒါပေမဲ့သူကတခြားဧည့်သည်တွေကိုလည်းလက်ခံလိုက်တဲ့အခါကျတော့အော်တအုံးတဟိုင်းလိုင်းနေဖြစ်ကုန်ရော။မတို့က very very low budget နဲ့ရရတာဆိုတော့တနည်းထက်ထပ်ပြီးတော့လည်းပတ်စံမတတ်နိုင်။ actor တွေလည်းအရန်ပင်မှန်၊လူတွေလည်းအရန်ပင်မှန်ပြီးတော့ကြုံရတယ်ပါ။ဆက်တွေ့ကြုံမှုနှစ်ခုကအရန်ကွာသွားပြီပေါ့နော်။ တပတ်ကိုဇက်ကားတကဖန်တီးထုတ်လို့မဲ့စားအရင်ခေတ်ကလိုတနှစ်ကိုဇက်ကားကောင်းနှစ်ကားဖန်တီးတဲ့ရုပ်ရှင်ရွှေခေတ်ကိုပြန်ရောက်ချင်တယ်လို့သူကဆိုပါတယ်အချိန်ဟာငွေပဲဆိုပြီးမိုးရွာတော့ရေခမ်းကြတဲ့ပြည်ရင်းကရုပ်ရှင်သမားတွေဇက်ကားတွေဘုံဘော်လို့ရိုက်ကူးမှုတွေအရှိန်မလျှော့ခင်မှာပဲနိုင်ငံတကာအတွေ့အကြုံကောင်းတွေပညာတွေနဲ့ခေါင်းထောင်လာမဲ့လူငယ်တွေနဲ့ထိတ်တိုက်တွေ့ဆုံကြမဲ့အနေအထားကိုဦးတည်နေပါတယ်ရိုက်ကူးရေးအတွက်ကမ်းလှမ်းမှုတွေရှိလာပေမဲ့ ငွေကြေးထက်ခိုင်မာတိကျတဲ့ဇညွန်ကောင်ကျိုးတင်ပြစင်မှုနဲ့အမှုပညာအဆင့်တန်းမြင့်မားမှုကိုပဲတံမိုးထားတာကြောင့်ကမ်းလှမ်းသူတွေကဈေးကွက်နဲ့ငွေကိုပဲကြည်တာမို့အဆင်မပြေဘူးလို့ထောက်ပြလာသူကတရုတ်ဆောင်ဇန်ခီပါကျွန်တော် offer လုပ်ဖူးတဲ့ရှိပါရှိပါ offer လုပ်တယ်ကော contract တွေပါနဲ့ရုပ်ရှင်ရိုက်ဖို့ပါညာဆိုတဲ့အချိန်မှာ script တကြနာနာကျွန်တော်ကြည့်နေတယ်နော် BI script ရှိရုံနဲ့လည်းမပြေဘူးကျွန်တော်ခုနပြော pre production ဒီကောက်ဘယ်လိုရိုက်ကြမှာလဲဘယ်လိုပြင်ဆင်ကြမှာလဲဒီ team ကဘယ်လောက်ထိ dedicated ဖြစ်လဲ ကျွန်တော်တို့ကအဲ့ဒါကြီးရရေးကြည့်တယ်ပတ်စံရတာမရတာတဲ့ပတ်စံတော့ of course ငွေငွေတော့လိုရတယ်လူတိုင်းဒါပေမဲ့အဲ့ထက်ကျွန်တော်ကျွန်တော်တို့ကပိုရေးကြည့်ရအမှုပညာ end result ကဘယ်လောက်ထိသွားမှာလဲကျွန်တော်တို့ပိုရေးကြည့်အအချင်းဆိုတော့တို့ကပတ်စံဆိုတော့အဲ့ budget ကလည်းအဲ့အချင်းတဲကိုတို့မထည့်ပေးနိုင်မူဒရာရဲ့ခေါ်တဲ့ရုပ်ရှင်ဇာတ်ကားရဲ့ခေါင်းဆောင်မင်းသားဇန်ခီဟာအမေရိကန်ပြည်ထောင်စုမှာ music audio engineering သင်တန်းတွေတက်ခဲ့ဘူးပြီးတရုတ်ဆောင်သင်တန်းမတက်ဘူးပေမဲ့ရုပ်ရှင်ထုတ်လို့ရေးမှာ ။ဤပညာနဲ့အတူပညာရှင်တွေနဲ့ပူးပေါင်းပြီးတဆင်ချင်းပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ထောက်ပြပါရယ်။ DSLR ပေါ်လာတဲ့အချိန်မှာရိုက်ကြရင်အပြင် software ရလည်းအခု digital software အရင်ပေါ်တော့ဟို data ထည့်ပြီးအထဲမှာ set up လုပ်ပြီးသား color correction လေးရှိမယ်အတန်လေးဆိုဟိုပေါ့နော် acceptable ဖြစ်နိုင်တဲ့ပုံစံလေးဖြစ်လာဖို့အရင်မြန်တယ်။တကယ်အမှုပညာပြောင်မြောက်တဲ့အနေအထားရောက်ဖို့ အဲ့ဒါနဲ့လုံးဝမလုံလောက်ဘူးဆို basic steps တွေအများကြီးပဲပြင်ဆင်မှုတွေရှိတယ်ဥပမာရုပ်ရှင်ဆုံးရုပ်ရှင်က it's a collaborative art form ဆိုအားလုံးပညာရှင်တွေစုစည်းပြီးလုပ်ရတဲ့ဟာဆိုတာအဲ့ပညာရှင်တွေရဲ့အခန်းကဏ္ဍတစ်ခုစီကိုလုံးဝဟောပေါ့နော်သူတို့လုပ်ပိုင်ခွင့်တွေအများကြီးပေးရပြီးတော့အချိန်လည်းပေးရမယ်အဲ့အတွက်လိုအပ်တဲ့ဟောပေါ့နော် budget ကိုလည်းသုံးသင့်သုံးရမယ်လို့ကျွန်တော်မြင်တယ်ဆိုအဲ့အဲ့ step တွေမလုံနိုင်သေးရကတော့ကားကောင်းတကားနုပညာပြောင်ပြောင်းတဲ့လုံရက်တစ်ခုဖြစ်လာဖို့မလွယ်ဘူးမြမရုပ်ရှင်နှစ်တရာပြည့်ဖို့ 9နှစ်ပဲလိုတော့တဲ့အချိန်21ရာစုကဘာကြီးနဲ့ပြည်တွင်းသမရိုးကြရုပ်ရှင်ထုတ်လုပ်ဖန်တီးမှုတွေဟာအကဲဆက်တဲ့နေရာကိုတဖြည်းဖြည်းရွေ့လာနေပါတယ်။